ကျွန်းလွင်တိမ့်သိမ့်ခံရတာနဲ့ခိုင်နင်းဝေရဲ့ပတ်သက်မှုကိုပြောလာတယ်။ခိုင်နင်းဝေရဲ့ချစ်သူမိင်္ဂလာပါစေ။ဘာမီစနောင်းမှာပြန်လည်ကြေဆွလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းသတင်းတွေထွက်နေတာကတော့ Star Model and Talent Agency ကကျွန်းလွင်ဖန်ခံရတဲ့ကိစ္စပါ။ဒီလိုကျွန်းလွင်ဖန်ခံရတဲ့ကိစ္စမှာခိုင်နင်းဝေကြောင့်ဖန်ခံရလဲဆိုပြီးသတင်းထွက်နေတာပါ။ကျွန်းလွင်ဟာ Model Agency တောင်းထားပြီးအမှုပညာရှင်တွေများစွာကိုသူ့ရဲ့ Agency ကနေမွေးထုတ်နေတာဖြစ်ပါနေ။ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ကျော်လွင်ဟာခိုင်နီဝေကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာဖြစ်ပါတယ်။ဒါကလည်းခိုင်နီဝေဟာရှားတန်ရဲ့အထည်ဆိုင်ကငွေမားလွှဲတဲ့29သိန်းကျော်ကိုပြန်ပေးဖို့ကြံကြပြီးပွဲဆူတဲ့ကိစ္စတွေကြောင့်မကျော်လွင်ကသူဟာစောပိုင်းမှာခိုင်နီဝေကိုလေးစားခဲ့ကြောင်းဒါပေမဲ့လည်းခိုင်နီဝေဟာသူများရဲ့ချွေးနေစာကို ကုလိုပြန်မပေးဟာကမဖြစ်တဲ့ကြောင်းကျော်လွင်ကသူ့ရဲ့ Facebook စာမျက်နှာတွေပေါ်ကနေပြောလာတာပါ ဒါပြင်ကျွန်တော်ဟာအကျဉ်းသားတရားထွန်းကားရေးဆိုပြီး Facebook မှာအမြင်မတော်တာတွေကိုပြောလို့ရှိနေတာပါအထူးသဖြင့်တော့ကျွန်တော်ဟာခံနေဝိကိုပို့ပို့တတဝေဖန်မိတာဖြစ်ပါတယ်အခုအခါမှာတော့ကျွန်တော်ကိုဖမ်းဆီးထိန်းသိမ်းလိုက်ပြီဆိုတဲ့သတင်းတွေကပြန့်နှံ့လာတာပါကျွန်တော်ဟာစောပိုင်းမှာတော့ထိုင်းနိုင်ငံမှာရောက်ရှိနေတာပါကျွန်လာလေးရနေမှာတော့ကျွန်တော်တယောက် ထိုင်းနိုင်ငံကနေပြန်ရောက်လာပြီးနောက်ပိုင်းမှာတော့စုံစမ်းစစ်ဆေးစီရင်ရှိလို့ဆိုပြီးရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ ဒီလိုဂျွန်လင်တယောက်ဖန်ဆီးခံရတာကြောင့်လည်းအလုံးကစိတ်မကောင်းဖြစ်ကြရတာပါဂျွန်လင်ဟာဒီမတိုင်ခင်မှာတော့လေးဖြတ်နေတဲ့အမေအိုကြီးကိုအမေတစ်ခုသားတစ်ခုဘဝနဲ့လှုပ်ကျွေးနေတာဖြစ်ပါတယ်ဒါပေမဲ့လည်းခုကမှတော့ဖန်ဆီးခံလိုက်ရတာပါ ဒီလိုကျွန်တွေဖန်းစီခံလိုက်ရတာနဲ့ပတ်သက်လို့သူပြောင်းနေတယ်ဆိုတာတော့တတိထားမိတယ်။အခုခေါ်ပြီးစစ်ဆင်းနေတယ်ဆိုတော့ဒီရတော့စိတ်မကောင်းဘူး။သူကသူ့မိကိုအယမ်းချေအယမ်းကူဆိုင်တဲ့သူပါ။သူ့မိကလည်းသူ့သားကိုအယမ်းချေတော့မြန်မြန်ပြန်လွတ်လာပါစီဆူတောင်းပါတယ်လို့ရန်ကုန်မြို့ကရုပ်ရှင်လောကသားတူကသတင်းဌာနတခုကိုပြောထားတာပါ။ကျွန်လင်းရပြောဆိုမတတ်ပေမဲ့စိတ်ထားကောင်းတာကတကြောင်လူမမာမိခင်ကြီးကိုလှုပ်ကျွေးနေတာကြောင့်ကျွန်လင်းသားချင်းကြကြီးဖန်စီခံရရင် မိခင်ကြီးကိုတခုခုဖြစ်မှလူတွေက စိတ်ပူကြတာပါ တချို့သောပြည်သက်တီကတော့ဂျွန်လင်ကိုခုလိုဖန်ခံရတာဟာခိုင်နေဝေကိုဝေဖန်မိလို့လားဆိုပြီးသူလောသူလောထင်ကြီးပေးနေရတာပါခန်းနေဝေဟာ Brighter Foundation ကြီးကြီးကိုထောင်းကတိမ်းမောင်းတောင်းချီလက်ခံလူဒန်းနေရတာဖြစ်ပါတယ်။ဒါကြောင့်လဲခန်းနေဝေရဲ့ချိန်ဝါကကြီးမားလွမ်းတာကတော့အမှန်ပါပဲ။ဒါကြောင့်လဲခန်းနေဝေကိုဝေမှန်ပြီလို့ဂျွန်ရင်ကဖန်ခံရတာလားဆိုပြီးထင်ကြီးပေးနေကြတာပါ။ ဒါပေမဲ့လည်းကျွလွင်ဖန်းခံရတာကကာနေဝင်နဲ့တဆန်လေးမှမဆိုင်ပဲထန်းသီးကြွေခိုက်ကြီးနှင်းခိုင်ဖြစ်သွားတာပါလို့ပြောလာတာကတော့ကာနေဝင်ရဲ့ချစ်သူစင်မြေအောင်ပါကနေဝေရဲ့ချစ်သူကကနေဝေဟာစစ်စင်းရေးကိတ်တီဖြစ်ရင်တော့လမ်းစင်းလျှောက်ပြီးတာမန်နေတိုင်းနဲ့တာမန်ရက်သားပြည်သူတယောက်ဖြစ်တယ်လို့ချစ်သူဖြစ်တဲ့စင်မြောင်ကပြောပါတယ်။ဒီဖြစ်ပြဟောင်းထန်းသီးကြွေကန်ကြီးနှင်းခိုက်ဖြစ်ပြီးသူမဟာဘသူကမှမပိုင်တယ်လို့ဘသူကမှကြောက်တွန်းတတ်တဲ့သူမျိုးမဟုတ်ဘူးလို့စင်မြောင်ကထပ်ပြောပါတယ်။ နောက်ဆက်တွဲသတင်းရောင်းဂျွန်လွင်ဟောင်းနိုင်ငံရေးလုံနေတဲ့အစိုးရချမ်းချမ်းရောင်းချတဲ့ပစ္စည်းတွေကိုဝယ်သုံးပြီးလို့ဖြစ်ရတာဖြစ်ကြောင်းပြောလာတာပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောခိုင်းနေဝင်တဲ့ပတ်သက်ပြီးဂျွန်လွင်ဖန်းခံရတဲ့ဆိုတဲ့အပေါ်မှာမိမိတို့အမြင်ကိုပြောသွားကြပါဦးနော်